ဒီမှာကျွန်တော်တို့ဗရိတ်နဲ့ပေါ့နော်ဗရိတ်နဲ့သူ့အောက်ကနေရေးမယ်ဒီကနန်းကနေကျွန်တော်စရေးမယ်နော်ဟုတ်ပြီဒီမှာဗရိတ်နဲ့ဗရိတ်နဲ့နော်အဲ့ဒီဗရိတ်နဲ့အောက်ကဒီကနန်းကနေစရေးမယ်6နှစ်ရင်မယ်နော်6နှစ် တိနေ3 4 5 6ခုန်8တော်ဒီเนาะ sorry 9နှစ်ရမှာเนาะတိနေ3 4 5 6ခုန်8 9နှစ်မှာကျွန်တော်ဗြိတ်တက်လို့ဖြစ်တယ်เนาะ9နှစ်မှာဗြိတ်တက်9နှစ်မှာဗြိတ်တက်ဒီမှာ ဗရိတ်နဲ့စခဲ့တယ်နော်ဗရိတ်နဲ့အောက်ကကနာကိုမှတ်ခဲ့တယ်ဘာလို့မှတ်တာလဲသူတို့ဗရိတ်နဲ့ပြီးတော့ဗရိတ်တက်စီကိုသွားမှာ၉နှစ်မြောက်နော်သူကနေစရေးလိုက်တယ်၉နှစ်၁၂၃၄၅၆၇၈၉နော်၉နှစ်မြောက်မှာဗရိတ်တက်ဟုတ်ပြီဗရိတ်တက်ပြီကျွန်တော်ဒီမှာသူ့အောက်ကကနန်းကိုမှတ်ခတ်လိုက်မှတ်လိုက်နော်သူ့အောက်ကကနန်းကိုကျွန်တော်တို့စရေးမှာပေါ့နော် ကျွန်တော်ဒီမှာ9နှစ်ပြင်10နှစ်သွားမှာဒီမှာအပေါ်မှာ10နှစ်တက်စရာမရှိတော့တဲ့အတွက်အောက်ကို10နှစ်သွားမှာနော်ဒီ break နှစ်ကနေ break 1ကိုကျွန်တော်9နှစ်သွားခဲ့တယ်9နှစ်သွားပြီကျွန်တော်10နှစ်သွားမယ်အပေါ်ကိုသွားစရာမရှိတော့တဲ့အတွက်အောက်ကိုဆင်းမယ်နော်ဒီမှတ်တဲ့ကဏ္ဍကနေ10နှစ်ဆင်းမယ်ဒီနှစ်3 4 5 6 7 8 9 10 10နှစ်မြောက်မှာဂရိတ်30ဆိုပြီးတော့ရိုက်တယ် ်10နှစ်မြောက်မှာပရိတ်30နော်10နှစ်မြောက်မှာပရိတ်30အဲ့တော့ဒီမှာပရိတ်နဲ့ပရိတ်1ပရိတ်30နော်ရပြီပရိတ်30ရပြီ10နှစ်မြောက်မှာပရိတ်30ရပြီဆိုတော့ကျွန်တော်တို့10နှစ်ပြီးတော့17နှစ်မြောက်ကိုကျွန်တော်တို့ကဆက်စင်းမယ်အဲ့တော့17နှစ်မြောက်ကိုပရိတ်30ပြီးတော့ပရိတ်9ကိုသွားဖို့အတွက်နော် ပရိကုရှိတဲ့နေရာကိုသွားဖို့အတွက်ကျွန်တော်တို့ဒီမှာအပေါ်ကနန်းကိုမှတ်လိုက်တယ်။ဘာလို့မှတ်တာလဲဆိုရင်နော်သူပရိကုရှိတဲ့နေရာသွားဖို့အတွက်ဒီအောက်ကနေသွားရင်ပရိကုကိုမရောက်ဘူး။ပရိကုရောက်ဖို့အတွက်ကျွန်တော်တို့ကနော်တန်တမမနဲ့ပရိကုစီကိုရောက်ဖို့အတွက်ခုမှတ်လိုက်တဲ့ကနန်းနေ7နှစ်သွားမယ်။1 2 3 4 5 6 7 8 9 10 11 12နှစ်မြောက်မှာပရိကုလို့ရိုက်တယ်။ နော်ပရိတ်ကိုအဲ့တော့နားလည်းပဲထင်ပါတယ်နော် နားလည်းပဲထင်ပါတယ်ကျွန်တော်ဒီမှာပရိတ်နဲ့ကိုးနှမြောက်သွားတယ်ပရိတ်ပရိတ်30ပရိတ်30ပြီးပရိတ်ကိုနော်အဲ့တော့ကျွန်တော်တို့သုံးစံတိုင်းကနဲတစ်ခွက်ကိုမှတ်မယ်မှတ်မယ်ဆိုတော့ကျွန်တော်ဒီမှာဒီအောက်မှာမှတ်ဆရာမရှိတော့အပေါ်ကနန်းကိုမှတ်တယ်နော်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်ဒီမှာဗရိတ်နဲ့ဗရိတ်နဲ့ပြီးတော့ကျွန်တော်ကိုးနှစ်မြောက်ဗရိတ်တစ်ကိုသွားဖို့အတွက်နော်ဗရိတ်တစ်စီကိုသွားဖို့အတွက်ဗရိတ်တစ်နဲ့တန်တန်ရှိတဲ့ခဏကိုမှတ်တယ်ဗရိတ်တစ်ပြီးရင်ကျွန်တော်နောက်10နှစ်မြောက်ဗရိတ်တစ်10ကိုသွားဖို့အတွက်ဒီမှာဗရိတ်တစ်10နဲ့အချိန်ကိုက်ကခဏကိုမှတ်တယ်ပေါ့နော်ဗရိတ်တစ်10ပြီးရင်ကျွန်တော်ဗရိတ်ဗရိတ်တစ်10ပြီးရင်ကျွန်တော်ဗရိတ်9ကိုသွားဖို့အတွက်နော်ဒီမှာဗရိတ်9နဲ့ အချိန်ကိုက်မှရှိတဲ့ကဏန်းကိုမှတ်ခဲ့တယ်ပေါ့နော်အခုဒီမှာပရိကုရဲ့အပေါ်က6 6ဆိုတဲ့ကဏန်းကိုလည်းမှတ်ဖို့လိုတယ်ပေါ့နော်မှတ်ဖို့လိုတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီကဏန်းကသူကပေးမှာပေါ့နော်ပေးဖို့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပရိနဲ့နဲ့988ဆိုတဲ့ကဏန်းတစ်ကွက်ပရိ1 965ဆိုတဲ့ကဏန်းတစ်ကွက်ပရိ10 9 1ဆိုတဲ့ကဏ္ဍတကွပရိတ်30ပြီးတော့ကျွန်တော်တို့ဒီမှာပရိတ်6နဲ့8 9ဆိုတဲ့ကဏ္ဍတကွအတွဲတွေပေါ့နော် အတွဲတွေဗရိတ်နဲ့တွဲတယ်ဗရိတ်တွေနဲ့တွဲထားတဲ့စီနီယံဗရိတ်တွေနဲ့တွဲပေးထားတဲ့ကဏ္ဍတွေလိုက်ထွက်မယ်ပေါ့နော်အဲ့တော့စီနီယံဗရိတ်တွေနဲ့တွဲထားတဲ့ကဏ္ဍတွေလိုက်ထွက်မယ်ဆိုတာ၄ကက်စီပေါ့နော်၄ကက်စီ၄ကက်စီနော်ကျွန်တော်တို့ဒါ၄ကက်စီလိုက်အဲ့တော့ဗရိတ်နည်းနဲ့တွဲထားဒီ၅ရှိရှိဆိုတဲ့ကဏ္ဍဆက်ထွက်မယ်နော်ဆက်ထွက်တော့မယ်ဆက်ထွက်တော့သူဘယ်နားမှာထွက်လဲဒီမှာဆက်ထွက်ပြီဒီမှာဆက်ထွက်ပြီနော် ဒီမှာစထွက်ပြီးဗရိင္နဲ့တွဲတဲ့ငါးရှိရှိကအဲ့ဒီနှစ်ထက်မှပဲစထွက်တယ်။နောက်ကျွန်တော်တို့ဗရိင္နဲ့ပြီးတော့ဗရိတ္တနဲ့တွဲတဲ့ဒီခွန်ဆောင်ငါးဆိုတဲ့ကဏ္ဍဒီနော်ဒီဗရိင္နဲ့ရှစ်နှစ်မြောက်1 2 3 4 5 6 7နှစ်မြောက်မှာဒီမှာစထွက်ပြီနော်7နှစ်မြောက်မှာဒီမှာစထွက်ပြီထွက်ပြီ7နှစ်မြောက်ကိုထွက်တာနော်ဟုတ်ပြီကျွန်တော်ငါးရှိရှိစထွက်ပြီငါးရှိရှိပြီးတော့ခွန်ဆောင်ငါးဒီ7နှစ်မြောက်မှာလိုက်ထွက်ပြီ နော်ဒါဆိုရင်ဒီခွန်ချောင်းကားပြီးတော့ကျွန်တော်တို့ဒီမှာခွန်တစ်တစ်ဆိုတာကနန်းဒီလေနောက်ရှင်းနှစ်မြောက်ကိုလိုက်ထွက်ရမယ်လိုက်ထွက်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရေးမယ်နော်ဒီခွန်ချောင်းကားခွန်ငါးချောင်းနေရှင်းနှစ်ရေးမယ်1 2 3 4 5 6 8ရှင်းနှစ်မြောက်မှာဒီမှာကျွန်တော်တို့တစ်တစ်ခွန်ဆိုတာကနန်းလိုက်ထွက်ပြီနော်လိုက်ထွက်ပြီနော်ကျွန်တော်တို့5 8 8စထွက်တယ် နောက်တစ်ခါခွန်ချောင်းကရှင်းနှမြောက်ကိုထွက်တယ်ခွန်ချောင်းကရှင်းနှမြောက်ကိုထွက်ပြီးတော့ခွန်တက်တက်ဒီလည်းရှင်းနှမြောက်ကိုထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီခွန်တက်တက်ပြီးရင်ဒီ၈ခွန်6ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ဒီရှင်းနှမြောက်နော်ရှင်းနှမြောက်ကျွန်တော်တို့ဒီအချိန်မှာထည့်ကစားမယ်ပေါ့နော်ဒီအချိန်မှာထည့်ကစားမယ်ရှင်းနှမြောက်ဒီအချိန်မှာနော်အခုရောက်ပင်ဆက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာမာရှိရှိ ဒီခွန်ချောင်းကပြီးရင်ခွန်တက်ထွက်ပြီးသေးပြီဒါဆိုရင်ကျွန်တော်တို့ကဒီ6ခွန်6ဆိုတဲ့အလက်ဒီအချိန်မှာကစားမယ်ဘာဖြစ်လို့ဒီအချိန်မှာကစားမှာလဲဆိုရင်ကျွန်တော်တို့ကြည့်အောင်နော်ဘာဖြစ်လို့ဒီအချိန်မှာကစားရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ9 8 8ကိုနော်ဒီပရိတ်နဲ့နဲ့9 8 8ကိုဒီမှာဒီနေ့ထက်မှစပြီးတော့ तू ကဘယ်လိုနေရာမှာပေးတာလဲဆိုတော့သူ့ရဲ့ဘေးမှာရှိတဲ့ကဏ္ဍဒီတစ်နှစ်ကျော်လာတဲ့ကဏ္ဍ နော်အဲ့တော့ဒီပရိနေနဲ့တွေ့တာငါရှိရှိကိုသူဒီမှာစရိုက်ပြီစရိုက်တော့ဒီတနစ်ကျော်ကလာခဲ့တယ်900ဆိုတဲ့ခဏန်းရပြီးမှနော်အဲ့ဒီငါရှိရှိဆိုတဲ့ခဏန်းကိုရိုက်တယ်ဗောနော်ဟုတ်ပြီနော်တနစ်ကျော်လာခဲ့တဲ့ခဏန်းရပြီးမှရိုက်တယ်ဒါဆိုရင်ငါရှိရှိပြီးရင်ကျွန်တော်တို့ဒီခွန်65ကိုနောက်၈နှစ်မြောက်မှာထွက်တယ်သူထွက်တော့လဲသူ့ရဲ့ဘေးမှာရှိတဲ့ခဏန်းဒီနော်တနစ်ကျော်ကလာခဲ့တယ် ေ့ရာဆိုတဲ့ကဏ္ဍပဲဖြစ်တယ်ပေါ့နော်နော်အဲ့တော့ဒီတနစ်ကျော်ကလာခဲ့တဲ့ဒီရှေ့ရာဆိုတဲ့ကဏ္ဍရဲ့ဘေးမှာအဲ့ဒီ865ဆိုတဲ့896ဆိုတဲ့ကဏ္ဍကလိုက်ထွက်တယ်နော်အဲ့ဒါဆိုရင်ဒီ986ကိုစားပြီးတော့တနစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့ဘေးမှာပြေးတယ်အဲ့ဒီလိုပဲဒီ865ကိုနောက်ရှင်းနဲ့ကိုရိုက်တော့လေနော်သူကတနစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့ဘေးမှာရိုက်တယ် ဒါဆိုသုံးခဲမြောက်ကဒီမှာခွန်တက်တက်ဆိုတဲ့ကဏ္ဍနော်ခွန်တက်တက်ဆိုတဲ့ကဏ္ဍအဲ့ဒီကဏ္ဍကိုလည်းနောက်သူကနေရှင်းနေမြောက်ကိုပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့ဒီ630ဆိုတဲ့ကဏ္ဍဒီလဲကျွန်တော်တို့ဒီမှာတနစ်ကျော်ကလာခဲ့တဲ့ကဏ္ဍပဲဖြစ်တယ်ပေါ့နော်တနစ်ကျော်ကလာခဲ့တဲ့ကဏ္ဍပဲဖြစ်တယ်နော် ဒီတစ်တစ်ခွင်းဆိုတဲ့ကဏ္ဍကလည်းတစ်နှစ်ကျော်လာခဲ့တဲ့ကဏ္ဍပဲဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ဒီမှာကြည့်မယ်ငါရှိရှိကိုစပေးတယ်တစ်နှစ်ကျော်လာခဲ့တဲ့ကဏ္ဍအပြင်မှာပေးတယ်ခွန်း65ဆိုတဲ့ကဏ္ဍကိုစပေးတယ်တစ်နှစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့အပြင်မှာပေးတယ်ခွန်း11ရှင်းနှစ်မြောက်ကိုရိုက်တယ်တစ်နှစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့အပြင်မှာရိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှစ်ခွန်း6ကိုလည်းကျွန်တော်တို့ဒီမှာ तू ကနေ၈နှစ်မြောက်ဒီအချိန်မှာကစားမယ်။ဘာဖြစ်လို့လဲ။ဒီ၅တုံညာလေးဆိုတဲ့ကဏ္ဍဒီတနှစ်ကျော်လာခဲ့တဲ့ကဏ္ဍနော်။တနှစ်ကျော်ကလာခဲ့တဲ့ကဏ္ဍဟုတ်တယ်နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က၈ခွန်၆ဆိုတဲ့ကဏ္ဍကိုလည်းပထမကက်ဒုတိယကက်တတိယကက်လိုပဲ၄ကက်မြောက်တနည်းကျော်လာခဲ့တဲ့ကဏ္ဍအပြင်မှာကျွန်တော်တို့ကဒီမှာနော် 6ခွန်6 6ခွန်ဆိုတဲ့အာကဏထိုးရမယ်ဗောနော်ဒီအချိန်မှာနော်အိုးအဲ့တော့အဲ့ဒီတော့ဖြစ်နိုင်မဖြစ်နိုင်ဗောနော်ဒီ6 8ခွန်ဒီအချိန်မှာနော်နော်အဒါကြီးကတိုက်ဆိုင်မှုကြီးပါလို့ပြောလိုက်မယ်နော် ကျွန်တော်ဗရိတ်နှစ်၅ရှစ်ရှစ်ဗရိတ်၁ခွန်၆၅ဗရိတ်၁၀ခွန်၁၁ဗရိတ်၉၈ခွန်၆เนาะဒီမှာ၃ကက်အကုန်အလုံးလုတ်ခဲ့ပြီအခု၄ကက်မြောက်ဒီအကျိန်းเนาะဒီကနေ့ကြီးကเนาะဖြစ်နိုင်မဖြစ်နိုင်ဆိုတာเนาะကျွန်တော်တို့၃ကက်စီနံဆက်ပြီးလေ့လာကြည့်မယ်เนาะ၃ကက်စီနံကြည့်မယ်၃ကက်စီနံကျွန်တော်တို့ဒီကနန်းကိုဒီအကျိန်းမှာเนาะ၃ကက်စီနံကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ ပရိခွန်ကျွန်တော်တို့ပရိရှိဒီမှာပရိကိုနော်ဒါလေးကိုတစ်ချက်မှတ်မယ်ပရိခွန်ပရိရှိဒီမှာပရိကိုနော်ပရိကိုပရိခွန်ပရိရှိပရိကိုလို့ဒီမှာအစင်တန်းထားတယ် အမှာကျွန်တော်၃ကစီနဲ့ဒီမှာဇောင်းတန်းတန်းပေါ့နော်ကျွန်တော်တို့ပရိသတ်10နှစ်မြောက်မှာပရိသတ်10အောက်ဇောင်းတန်းတန်းမှာ7နှစ်မြောက်မှာပရိ9နော်အဲ့ဒီတော့ပရိသတ်10နဲ့ခွန်6ကပရိသတ်10နဲ့ခွန်11ပရိ9နဲ့8ခွန်6ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဒီမှာဒီခွန်6ကဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ဒီမှာ နော်ဒီမှာ break ခွင့်ရဲ့ဘေးမှာထွက်တယ် break ခွင့်ရဲ့ဘေးမှာခွင့်65ဆိုတဲ့ကဏ္ဍကထွက်တယ်နောက်တစ်ခါဒီခွင့်65ပြီးတော့ဒီခွင့်11ဆိုတဲ့ကဏ္ဍဒီဒီမှာ break ရှိရဲ့ဘေးမှာလာထွက်တယ်နော်လာထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ8ခွင့်6ဆိုတဲ့ကဏ္ဍကိုဒီ break 9ရဲ့ဘေးမှာ68ခွင့်လို့ကျွန်တော်က ဒါ၃ကက်စီနဲ့၄ကက်စီနဲ့ဒီမှာနော်၄ကက်စီနဲ့ဒီနေရာမှာရှိနေတာဖြစ်တဲ့အတွက်၃ကက်စီမှာလည်းဒီမှာ၆၈ခွင်းဆိုတဲ့ကဏ္ဍလာကြနေနော်အဲ့တော့ဒီခွင်း၆အားဆိုတဲ့ကဏ္ဍဒီပရိတ်ခွင်းရဲ့ဘေးမှာလာထွက်တယ်လို့ဒီခွင်းတက်ဆိုတဲ့ကဏ္ဍဒီပရိတ်ခွင်းပြီးတော့ပရိတ်ရှိရဲ့ဘေးမှာလာထွက်တယ်နောက်ဒီ6ခွန်6ဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်တို့ကဗရိတ်ရှိပြီးတော့ဗရိတ်9ရဲ့ဘေးမှာလာထွက်မယ်เนาะဒါ၄ကက်စီနဲ့လည်းရေးခဲ့ပြီးပြီး နော်ဒါသုံးကက်စီနဲ့ဟုတ်ပြီအဲ့ဒါကိုတစ်ချက်ပြန်စစ်မယ်ဆိုရင်ကျွန်တော်တို့ခွင်း65ဆိုတဲ့ကဏန်းဒီနော်ဒီပရိတ်ခွင်ရဲ့ဘေးမှာလာမပေးခင်အပေါ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်6ချိန်မြောက်မှာသူလာရိုက်ထားလေးတယ်နော်6ချိန်မြောက်မှာလာရိုက်ထားတယ်ဟုတ်ပြီနော်ဒီခွင်း65ဆိုတဲ့ကဏန်းဒီဒီပရိတ်ခွင်နေရာမှာ မကြခင်မှာသူ့ရဲ့အဘေါ်2ပင်2ပင်3ပင်4ပင်5ပင်6ပင်မှာလာပေးထားတယ်။ဒါဆိုရင်ဒီမှာခွန်တက်ဒီခွန်တက်ဆိုတဲ့ကဏ္ဍဒီဒီပရိရှိရဲ့ဘေးမှာမကြခင်သူ့ရဲ့အဘေါ်2ပင်2ပင်3ပင်4ပင်5ပင်6ပင်မြောက်မှာလာပေးထားသေးတယ်။နော်လာပေးထားတယ်။နော်ဒါဆိုရင်ကျွန်တော်တို့က ဒီ6ရှစ်ခွန်ဒီ6ခွန်6ဆိုတဲ့ကနေဒီမှာ6ရှစ်ခွန်လို့ထည့်လိုက်တယ်နော်အဲ့တော့ဒီပထမကက်နော်ခွန်65ခွန်96ပရိခွန်ရပြီးမှနော်6ကြိမ်မြောက်မှာလာရိုက်တယ်လို့11ခွန်11ခွန်ဆိုပြီးတော့ဒီပရိရှိရပြီးမှလာရိုက်တယ်လို့နော်ဒီ6ရှစ်ခွန်ဒီလဲကျွန်တော်တို့နော်ဒီ6ခွန်6ဆိုတဲ့ကနန်းဒီလဲကျွန်တော်တို့ဒီနေရာမှာထည့်ကစားဖို့အတွက် အပေါ်6ပင်မြောက်မှာထွက်ပြီးခဲ့ရအောင်မယ်1 2 3 4 5 6ထွက်ပြီးခဲ့ရဲ့နော်6ပင်မြောက်မှာသူလုတ်ပြီးသွားခဲ့ပြီနော်အဲ့ဒီတော့ကျွန်တော်တို့ကဒီအချိန်မှာဒါ3ကက်စီ4ကက်စီနဲ့နော်68ခွင်းဆိုတဲ့ကဏ္ဍကိုဒီအချိန်မှာဒေကစားမယ်ပေါ့နော်68ခွင်းဆိုတဲ့ကဏ္ဍကိုဒေကစားမယ်ဘာဖြစ်လို့ဒေကစားမှာလဲဆိုတော့ကျွန်တော်တို့ဒီမှာခွန်56ဒီခွန်56လို့ တဲ့ရိုက်တယ်တစ်တစ်ခွန်လီတစ်တစ်ခွန်လို့ဒဲရိုက်တယ်68ခွန်ကြီး68ခွန်လို့ဒဲကစားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်လေးကက်စီနဲ့ကြည့်ရင်လဲကျွန်တော်ဒီမှာနော်ဒီမှာရှင်68ဒီကျွန်တော်ဒီမှာအောက်မှာပြန်ကြပေးထားလေးရနော်ရှင်းအားရှိသည်ကျွန်တော်ပြန်ကြပေးထားသေးတယ်เนาะ ရှင်းငါရှစ်ဒီပြန်ကြပေးထားသေးတယ်။သူဒီလည်းရှင်းငါရှစ်ကရှင်းငါရှစ်လို့ဒဲရိုက်ထားတယ်။အဲလေးကလိုက်နော်။အဲ့ဒီလိုဒဲရိုက်တယ်နော်။ရှင်းငါရှစ်ကရှင်းငါရှစ်လို့ဒဲရိုက်တယ်။ခွန်ငါ၆ကလည်းခွန်ငါ၆လို့ဒဲရိုက်တယ်။တစ်တစ်ခွန်ကလည်းတစ်တစ်ခွန်လို့ဒဲရိုက်တယ်။၆ရှစ်ခွန်ကလည်း၆ရှစ်ခွန်လို့ကျွန်တော်ဒဲကစားမယ်ပေါ့နော်။ဒဲကစားမယ်။ဒီလေးကစီကမပြီးသေးဘူးနော်မပြီးတော့ဒို့ဗိမဲ့ကျွန်တော် ုအကျင်ကြီးရောက်ခါနီးမှရောက်မှာပဲကျွန်တော်ဆက်ပြောမယ်ပေါ့နော်အဲ့ဒီလိုင်းနော်ဒါ၄ကက်စီကကြံသေးတယ်အဲ့တော့ကျွန်တော်၃ကက်စီနဲ့၄ကက်စီနဲ့ပြန်ပေါင်းဆက်မယ်ဆိုရင်နော်၃ကက်စီ၄ကက်စီပြန်ပေါင်းဆက်မယ်ဆိုရင်ကျွန်တော်ဒီမှာပရိတ်နှစ်၅ရှိရှိပရိတ်၈965ပရိတ်30နှစ်6နှစ်ပရိတ်30ခွန်တ1ပရိတ်9 8 6နော်ဒီကနန်းလေးခွက်၅ရှိရှိခွန်65 ခွန်တက်တက်ဒီ6ခွန်6ဆိုတဲ့ကဏ္ဍဒီ၄ကက်စီးနဲ့ကျွန်တော်တို့တနစ်ကျော်ကဏ္ဍရဲ့ဘေးမှာတနစ်ကျော်လာခဲ့ကဏ္ဍရဲ့ဘေးမှာ988ဆိုတဲ့ကဏ္ဍထွက်ခဲ့တယ်နောက်988ဆိုတဲ့ကဏ္ဍဒီတနစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့ဘေးမှာဒီ988ဒီစပြီးတော့ထွက်ခဲ့တယ်988ပြီးတော့ဒီမှာခွန်65ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ဒီမှာတနစ်ကျော်လာခဲ့တဲ့ကဏ္ဍရဲ့ဘေးမှာစထွက်ခဲ့ပြီအဲ့ဒီခွန်ချောင်းကထွက်ခဲ့တယ်လို့ဟာဒီကခွန်တက်တက်ဆိုတဲ့ကဏ္ဍဒီလဲကျွန်တော်တို့ဒီမှာ တနေ့ကျော်လာခဲ့တဲ့ကနန်းရဲ့ဘေးမှာထွက်တယ်ပေါ့နော်သူရှင်းနှစ်မြောက်တွေပေါ့နော်ရှင်းနှစ်မြောက်တွေနှစ်ချအကိုက်တွေလာထွက်တယ်အဲ့တော့ဒီခွန်တက်တက်ပြီးတော့ကျွန်တော်ဒီရှစ်ခွန်6ဆိုတဲ့ကနန်းဒီလဲကျွန်တော်ဒီမှာတနေ့ကျော်လာခဲ့တဲ့ကနန်းရဲ့ဘေးမှာဒီအချိန်မှာထွက်ကိုထွက်ရတော့မယ်ဘာလို့လဲဘာလို့ထွက်ရမှာလဲဆိုကျွန်တော်ဒီမှာကြည့်မယ်ခွန်6 5ဆိုတဲ့ကနန်းဒီနော်ပရိခွန်ရဲ့ဘေးမှာလာရိုက်တယ်မရိုက်ခင်မှာသူ့ရဲ့အပေါ်6ချိန်မြောက်မှာကြပေးထားခဲ့တယ်နော်အဲ့ဒီလိုပဲကျွန်တော်တို့ဒီခွန်6 5ပြီးတော့ခွန်တက်တက်ဆိုတဲ့ကနန်းဒီလဲ နော်ဗရိတ်ခွင်ပြီးတော့၈နှစ်မြောက်မှာဗရိတ်ရှိရပြီးမှာလာထွက်ရမယ်။သူမထွက်ခင်မှာလဲသူ့ရဲ့အပေါ်၆ပင်မြောက်မှာကြိုပေးထားခဲ့ပြီးတာနော်အဲ့ဒီလိုကြိုပေးထားခဲ့တယ်လို့နော်ဗရိတ်ခွင်ဗရိတ်ရှိရပြီးမှာကြိုပေးပြီးတော့လာထွက်တယ်လို့အခု၈ခွန်6ဆိုတဲ့ကဏ္ဍဒီလဲအခုကျွန်တော်တို့ကအဲဗရိတ်ကိုရပြီးမှာဒီအချိန်မှာလာထွက်ရတော့မှာနော် ဒီအချိန်မှာလာထွက်ရတော့မှဘာလို့လဲသူ့ရဲ့အပေါ်မှာတပင်း၊၂ပင်း၊၃ပင်း၊၄ပင်း၊၅ပင်း၊၆ပင်းမှာနော်ကျူပြီးကျူပြီးတော့ပေးလာခဲ့ပြီလားနော်ဒီအချိန်မှာပေးဖို့အတွက်သူပေးခဲ့တယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလေးကက်စီနဲ့တနင်္ကျော်လာခဲ့တဲ့ခဏအပြေးမှာထွက်တယ်နော်လေးကက်စီနဲ့တနင်္ကျော်လာခဲ့တဲ့ခဏအပြေးမှာထွက်တယ်လေးကက်စီနဲ့တနင်္ကျော်လာခဲ့တဲ့ခဏအပြေးမှာထွက်တယ်လို့လေးကက်စီနဲ့အခု435ဆိုတဲ့ခဏန်းဒီတနင်္ကျော်လာခဲ့တဲ့934ဆိုတဲ့ခဏရဲ့အပြေးမှာဒီ68ခွန်းဆိုတာ ထွက်ရတော့မယ်ပေါ့နော်အဲဒီတော့ဒီ9ရှစ်ရှစ်ထွက်ခဲ့တယ်လို့ခွန်9 6ထွက်ခဲ့တယ်လို့ခွန်1 1ထွက်ခဲ့တယ်လို့ဒီ8ခွန်6ဆိုတဲ့ကဏ္ဍဒီလေတနည်းကြောကဏ္ဍရဲ့ဘေးမှာလာထွက်မယ်နော်သုံးကစီနဲ့ခွန်6 5ဒီခွန်6 5ကနေခွန်1 1ကိုသုံးကစီနဲ့ဟာဒီလိုအကျင်ကရိုက်တယ်လို့ခွန်1 1ကနေ8ခွန်6ဆိုတဲ့ကဏ္ဍကိုလေသူကအကျင်ကဒီလိုရိုက်ခဲ့တယ် ရိုက်ခဲ့ပြီးတော့မှအဲ့ဒီခဏနေသည်ပြန်ကြတဲ့6ချိန်မြောက်ဗရိတ်ခွန်ထောက်တယ်ပြန်ကြတဲ့ဗရိတ်ခွန်ပြီးတော့6ချိန်မြောက်မှာဗရိတ်ရှစ်ထောက်ပြီးတော့ပြန်ကြတယ်အခုလည်းပြန်ကြမယ်6ချိန်မြောက်မှာဗရိတ်ရှစ်ပြီးတော့ဗရိတ်9ထောက်ပြီးတော့ဒီချိန်မှာပြန်ကြမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီချိန်မှာ6 8ခွင်းဆိုတဲ့တဲတကွက်ပေါ့နော်6 8ခွင်းဆိုတဲ့တဲတကွက်ဒါမိတ်ဆွေတို့ဒါဒီ site ဒီလမ်းကြောင်းကိုဒါတုံးတက်ပြီးတော့ နော်သုံးသက်ပြီးတော့ကစားပေါ့နော်သုံးသက်ပြီးတော့ဒါအကြိုက်တိုင်းဆိုင်နေဆိုရင်တော့စိတ်ကြိုက်ကစ်ပေါ့နော်အော်ဒီမှာတစ်ချက်ကျွန်တော်ပြောဖို့ကြံခဲ့တယ်ဒါလေးကတော့ချင်းကြက်လေးပေါ့နော်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်တနစ်ကျော်လာခဲ့တဲ့ခဏရဲ့ဘေးမှာထွက်တဲ့ဒါလေးကက်စီလိုင်းမှာတနစ်ကျော်လာခဲ့တဲ့ခဏဆိုရင်ဒီမှာနှစ်တစ်ကွက်ကြံသေးတယ်နော်ဒီ6 8ခွန်းဆိုတဲ့ခဏပေါ့နော်ဒီခဏန်းဒီလဲကျွန်တော်တို့ဒီမှာသူကလေဒီဘက်တနစ်ကျော်ကလာခဲ့တဲ့ခဏန်း နော်အဲ့တော့ကျွန်တော်တို့ကတနစ်ကျော်လာခဲ့တဲ့ခဏလေးကစီးနဲ့ကြည့်မယ်ဆိုရင်တနစ်ကျော်လာခဲ့တဲ့ခဏရဲ့ဘေးမှာထွက်ရမယ်ဆိုတော့ဒီအချိန်မှမထွက်ရင်တော့ဒီတစ်ချိန်မှာတော့ထပ်ပြီးတော့ကန်ဆန်းဖို့လိုမှာပေါ့နော်နော်အဲ့တော့ကျွန်တော်ကနော်ကျွန်တော်ဒီမှာလဲ68ခွန်ပဲရေးလိုက်တော့မယ်နော် အဲဒီအချိန်မှာမပြီးခဲ့ရင်တော့ဒီအချိန်မှာထပ်ကန်ဆန်းမှုလို့မယ်နော်အဲ့တော့ကျွန်တော်တို့အားကောင်းဆုံးဒီဒီအချိန်မှာပဲနော်၄ကက်စီ၃ကက်စီနဲ့ဒီအချိန်မှာလုံးဝကွက်တီလာကြနေတယ်ပေါ့နော်